ိမ်ပြူသွားတဲ့အခါမင်္ဂလာပါ audio ဘိုင်းစော်နိုင်မှကြိုးစောပါတယ်ဒီခုခါမှာတော့ဂျိုးရဆိုတဲ့ Facebook page ကနေတင်ထားတဲ့စာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ကြပါဦးခင်ဗျာအိမ်ပြူသွားတဲ့အခါသူ့စာလေးဖတ်ပြီးကိုချင်းစာတနာလိုက်တာတကယ်စိတ်မကောင်းပါဘူးရှင်ကျွန်တော်အိမ်လေးစပြီးဖြတ်နေပါပြီဟိုတလောကပိုက်ဆံအဆင်မပြေလို့ live အကူကြီးတောင်းကြည့် လားလာကြည့်ပြီးဘသူမှမကူညီပါဘူးနားလဲပါတယ်ဘယ်ရာကမှအလကားမရတာဘူးမျော်လင့်နေလဲပို့ပါပဲအချင်းကုန်ဘေးလူတွေကပြောတာနားပူတာပဲအဖတ်တင်ပါတယ်လမ်းလဲရလဲကျင်းလို့နေမှာ ပဖိုးကဝယ်မရဘူးပြောလို့ခုဆိုမရှိမဲ့ရှိမဲ့ဒါလဲရှင်ပြူးမဲ့ငွေလေးနဲ့သူများစီချေးပြီးခုဖြတ်လိုက်ပါပြီဖြတ်ခတ် 350နေရာထိပေးရပါတယ်ဗျာဒီရင်လေးကပိုက်ဆံရှိလို့ဆောက်ထားတာမဟုတ်ပါဘူးနှစ်တွေလတွေအကြာကြီးစုပြီးရိုးရိုးသားသားနဲ့ရှာပြီးဆောက်ထားတဲ့အိမ်လေးပါ လူတောင်မနေရသေးပါဘူးခုဖြတ်လိုက်ရပါပြီနားလဲပါတယ်ဘဲအိမ်တွေကိုဖြတ်ရမယ့်ဟာကိုသူတို့လည်းမနေရဲလောက်ပါဘူးလို့ကိုရီးယားကနားလဲပေးလိုက်ရတာသူတို့ကနားလဲမပေးနိုင်ရှာဘူးဗျာ ဘယ်ညွေရလဲဗျာအိမ်ကမပြုတ်ဘူးရိုင်းသွားတာကိုအတင်းကြီးဇော့ဖြက်ခိုင်းနေတာဖြက်ပမယ်ပြောတာကိုမရဘူးနားလည်းမပေးကြဘူးပေါ့ဗျာစုံစမ်းပြီးဖြက်မဲ့သူတွေလိုက်ရှာနေတာကိုအတင်းကိုရီအိမ်လေးသွားကြည့်အားပေးစကားမပြောနိုင်ချင်ဘူးတရားခံအကြည့်တွေနဲ့ဘာဖြစ်တာညာဖြစ်တာလို့လို့အကြည့်နဲ့စိတ်ကအားငယ်ပြီးဆင်းရဲလာတယ်လူတွေကဝမ်းသာတဲ့မျက်နှာတွေကပေါင်းနေတော့ ဘာပြောရမှန်းကိုမသိတော့ဘူးကျွန်တော်တို့လည်းအခုညဆိုလမ်းပေါ်မှာထွက်အဲ့ရတာပါပဲအမျိုးသမီးဆိုကိုဝန်နဲ့နောက်လာမွေးမှာအနာဘေးကတိုက်ကိုကြောက်လို့လမ်းဘေးအဲ့ရတာတွေကြီးပါပဲဘဲနွေကဖုံးဆက်ပြောတယ်ဘယ်နဲ့ဖြတ်ပေးမလဲခဏခဏနဲ့ကျွန်တော်လည်းနေတိုင်းဆက်ညစ်နေရတယ်ကျွန်တော်အမျိုးသမီးဆိုရင် သွားတောင်မကြည့်ဘူးကိုယ်ရင်လေဖြတ်ရတော့မှဆိုပြီး နေတိုင်းကြည့်ပြီးမျက်ရည်ကျတယ်။ကိုချင်းမစားပေးနိုင်ဘူး။ခုကျွန်တော်တို့လည်းဟိုဘွားသူများအတိုက်ဖျက်ခဲ့လို့လာမသိဘူး။ခုဒီဘွားဖျက်ဆီးခံရတယ်။တချို့လူတွေကအိမ်ဖျက်တာကိုချိန်ပြီးဝမ်းတာနေကြလာမသိဘူး။အခုဖျက်ပြီးတော့လဲအိမ်ဘက်ကိုဖုံးတွေအများကြီးမကျစေနဲ့တဲ့။ပြောရကြတယ်ဗျာ။ဒီလောက်တောင်မှလှုပ်ပေးနေတာကိုပြုပြင်ပြန်ရင်လဲ သိန်း200ကျော်ကြာမှာတဲ့မပြုတ်ပြင်ဘူးဗျာနောက်ဒီငလင်ဘေးကဘာမှမသိဘူးဖြတ်တာအေးရောမခံစားရတော့ဘူးနောက်လဲဖះမှာစူတောင်းပါတယ်ကို့လိုဘွားမျိုးအကြုံမရစေနဲ့မခံစားရပါစေနဲ့လို့ဒီလိုခံစားချက်ကိုအိမ်ပြိုတဲ့ဖြတ်တဲ့သူတွေအတိဆုံးမှာဘယ်လိုခံစားရလဲဆိုတာကိုရဲကြုံလာမှအဲ့လိုဘွားတွေကနားလဲပါလိမ့်မယ် ဒီတဘောကဘေးမှာမြမပြည်သားအားလုံးကိုလိုမခံစားရပါစေနဲ့လို့နေတိုင်းဆုတောင်းနေပါတယ်။နောက်ထပ်လည်းထပ်မဖြစ်ပါနဲ့တော့နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပြားတွေဝေးကွာကြပါစေဗျာ။